ညာရေကောက်ပွဲနဲ့ဗတ်တက်ပြီးမှအနုပညာဓမ္မအချိုးတွေဒီကောင်ဒီကောင်စကားပြောရင်ဘာဖြစ်လို့မျက်နှာကိုကင်မရာကိုကြည့်ကြည့်ပြီးတော့တတိရှိရှိနဲ့မပြောရဲလည်းမသိနော်ပါဝင်လာကြတယ်ဒီအားပေးလို့ပဲပါပါဘယ်လိုလဲပါပါဒါနဲ့လူတို့တွေပေးဆက်ရတာဒီလူတွေအနေနဲ့ပြောရင်တော့မတန်နေဘူးပေါ့ဗျာလူတို့တွေကအနုပညာဓမ္မအနုပညာရှင်တွေအများစုဒီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေပြူတွေပေါ် တော့ပြည်သူတွေကိုအတုံးချခဲ့တာတွေပြူတွေပေါ်ကိုရုပ်မာခဲ့တာတွေအများကြီးဗျအများကြီးနော်အများမင်္ဂလာပါအာစီနန်တော် YouTube channel ရနေကြိုးစားပါတယ်ဗျထိုင်းနိုင်ငံအတွင်းမှာနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့တတိပြုဆင်ကျင်စရာလေးကိုကျွန်တော်ကအကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ထိုင်းနိုင်ငံအတွင်းမှာ စက်တက်ခရိုင်လောက်ရေကြီးနစ်မြုပ်နေတာကိုကျွန်တော်တို့သတင်းမှာနားထောင်ရပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ရဲဌာနဝင်ကြီးဌာနအကောင်အားလုံးအလုရှုပ်နေကြပါတယ်။အလုရှုပ်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်းစီကန်းတကြလေးတွေနဲ့နေပြီးတော့သူများနိုင်ငံဖြစ်ပျက်နေတဲ့အရေးမှာလည်းကျွန်တော်တို့ကတိတ်ဆိတ်ငြိမ်သက်ပြီးတော့ အဆင်ပြေအောင်နေပေးဖို့လိုတယ်ဆိုတော့ပြောချင်တာပါ။ဘာကြောင့်လဲဆိုပြီးခဲ့တဲ့ရက်ကပဲဗန်ဖီမှာလမ်းပေးမှာအရက်တောက်လို့ဆိုပြီးတော့မြန်မာနိုင်ငံနိုင်ငံသားတွေအဖမ်းခံလိုက်ရတာတွေ့ရတယ်ဗျ။ဒီအရာမှကျွန်တော်တို့ကကွန့်ပြီးတော့ပြောစရာမလိုတော့ပါဘူး။အဲ့တဲ့ဟာအဲ့တဲ့လို့နေတတ်ဖို့လိုတယ်ဆိုတော့ပဲကျွန်တော်တို့ပြောချင်တာပါ။ကျွန်တော်တို့နိုင်ငံအာနာရှင်စနစ်အောက်ရောက်ပြီးတော့ပြည်သူတွေအတိတ်ဒုက္ခရောက်အိုးအိမ်မီးရှို့ခံရလို့ဆင်းရဲမွတ်တေမှုပေါင်းကြုံနေတဲ့အရာမှကျွန်တော်တို့ထောက်ဖို့လုပ်ခဲ့မှုတဲ့ကျွန်တော်တို့တွေအားလုံးကအလှူတွေခံတဲ့အခါမှာဒီမှာရှိတဲ့ ဝင်ကြီးဌာနအစိုးရဌာနကလူတွေတောင်မှအလှငွေတွေထည့်ခဲ့ဘူးတဲ့ဒီအရာကိုတနာညရတော့အပြင်အခုလဲထိုင်းနိုင်ငံအတွင်းမှာအတိဒုက္ခကြားရောက်နေတဲ့အရာကိုကျွန်တော်တို့ကမိမိပြုမှုလိုက်တဲ့အပြုမှုကြောင့်တစ်ဖက်နိုင်ငံမှာရှိတဲ့လူတွေကစိတ်နှောက်ယှက်ဖြစ်မှာဆိုလို့ကျွန်တော်ကဒီနေရာကနေသတိပေးခြင်းဖြစ်ပါတယ်အားလုံးကောင်းသောနေ့ပါအဲ့တဲ့ဟာအဲ့တဲ့လို့နေရမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ celebrity ကျွန်တော်မှာတော့ celebrity ၃မျိုးပဲရှိတယ် ဗုဒ္ဓဆိုတဲ့ကျွန်တော်ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်ရယ်ပြီးရင်ကျွန်တော်တို့အထင်ကြီးလေးစားခဲ့တဲ့ကျွန်တော်တို့အဖေနဲ့အမေပြီးရင်မိမိကိုချိုးအတွက်မဟုတ်ဘဲနဲ့အများနဲ့သက်ဆိုင်သောအရာအတွက်မိမိအသက်စီးစိမ်ခံစား권အားလုံးကိုမေ့လျော့နေတဲ့အမေလျော့ခံအမျိုးသမီးတယောက်အမေဒေါ်အောင်စန်းစုကြည်ဒါကျွန်တော်တို့ရဲ့ celebrity ဒီ celebrity ကဒီမှာစကားလေးတစ်ခုပြောသွားတယ်တက်မတော်နဲ့ပတ်သက်ပြီးတော့သူပြောသွားတဲ့အဆိုအမိလေးတစ်ခုကိုနားထောင်ကြည့်ကြပါနော် ကျမစိန်ခေါ်ပါတယ်ကျမတို့တတ်မတော်ဟာအမှန်တရားကိုရင်ဆိုင်လိုက်ပါရင်ဆိုင်ပြီးတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူလူထုအတွက်အကောင်းဆုံးဖြစ်အောင်လို့ဥပဒေဘောင်တွင်းကလွတ်တော်အတွင်းကနေပြီးတော့ကျောက်တော်တွေပြင်ဆင်သွားမယ်ကျောက်တော်တွေဟာအာနာမက်မောလို့အထူးအခွင့်ရေးမောမောလို့နေရာမက်မောလို့လုပ်နေတာမဟုတ်ဘူးဆိုတော့တက်တင်ထူလိုက်ပါလို့ကျမတိုက်တွန်းနေပါတယ် ။တရားဖြစ်ပြောရင်လည်းစိန်ခေါ်မှုလို့လည်းပြောလို့ရပါတယ်။ကျွန်တော်စိန်ခေါ်ပါတယ်။စိန်ခေါ်ပါတယ်။ဘာအတွက်စိန်ခေါ်တာလဲအမေက။အများပြည်သူအတွက်တတ်မတော်ဆိုတဲ့အဖွဲ့အစည်းတစ်ခုစိန်ခေါ်လိုက်တာ။ဒါအမေစုရှိချင်းစီနေစဉ်အခါတုန်းကအပြင်မှာရှိနေစဉ်အခါတုန်းကပြောခဲ့တဲ့အဆုံမင်းတွေတခုပါ။ဒီရဲ့ပိုင်းထဲမှာလဲအမေစုမရှိတဲ့နောက်ပိုင်းပြည်သူအစိုးရ မရှိတဲ့နောက်ပိုင်းမှာနိုင်ငံအတွင်းမှာဖြစ်ချင်နိုင်ဖြစ်ပြက်ချင်နိုင်ပြက်အသက်ကြီးတဲ့လူကြီးတွေကပြောဆိုတွင်တင်ဆုံးမမှုမရှိပဲလူငယ်လူရွယ်တွေရဲ့လမ်းမတွေရောက်တာထက်အမှန်တရားကိုတိုက်အမှန်တရားကိုလက်ခံပြီးတိုက်ပွဲဝင်နေတဲ့ညီငယ်ညီမငယ်တွေဒီလိုတော့အားနာပါလေနိုင်ငံအတွင်းမှာရှိပြီးလူအခွင့်အရေးကိုအာဏာရှင်လူစုကပေးတဲ့အခွင့်အရေးကိုရပြီးတော့ ဣရိဟောတပဂါရဝတရားတွေချို့တဲ့ပြီးတော့ပေါလုပေသာပြောခဲ့တဲ့လူတစ်တိုက်ကတော့ဒီမှာပုံနဲ့တကွဆဲတဲ့လူကိုလည်းဖမ်းတယ်စင်ပေါ်မှာရှိတဲ့လူတွေကိုလည်းအကုန်ဖမ်းပြီးတော့အမှုဖွင့်ထားတယ်လို့ကျွန်တော်တို့သတင်းရထားတယ်အဲ့ဒီအရာကိုလှောင်ပြောင်ထားတဲ့ကာတွန်းတစ်ခုရှိတယ်ကျွန်တော်ဗဇက်နဲ့ပဲပြောလိုက်မယ်ဒါဆိုရင်ကွင်းထဲမှာရှိတဲ့ကိုရဆက်လေးကိုရဆက်လေးရောင်းတဲ့လူတွေပါဘာကြောင့်မဖမ်းတာလဲကျွန်တော်တို့ကဒါမျိုးတွေကိုဖမ်းတင်ရင်လည်းဖမ်းရတော့မယ် စနစ်စိုးတစ်ခုကိုပြင်တဲ့နေရာမှာအဲ့ဒီဂိုက်တရာအတွင်းမှာရှိတဲ့လူတွေလည်းဖမ်းရင်ဖမ်းရမှာပဲကျွန်တော်ကိုယ်တိုင်အဲ့ဒီနေရာမှာပါနေတယ်ဖမ်းတင်ဖမ်းပလိုက်ဘာကြောင့်လဲတဒီဖြတ်ဖို့လိုတယ်စနစ်စိုးတစ်ခုကိုပြင်တဲ့နေရာမှာကျွန်တော်တို့အမိုက်ကစပြတ်တက်မီးလောင်လို့မရဘူးဆိုတဲ့အရာကိုကျွန်တော်ကပြောချင်တာပါပြီးတော့ဒီရက်ထဲမှာမနေ့ကမှပြင်ဦးလင်မှာမြန်မာနိုင်ငံရဲ့တက်မြို့တော်ကြီးမှာထပ်ပြီးတော့ရွှေဆိုင်ကိုဓမြတိုက်တဲ့အမှုထပ်ဖြစ်လာပြီ ဒီရွှေဆိုင်ဓမြတိုက်တာတိုက်ခံရတဲ့နေရာကမြန်မာနိုင်ငံရဲ့တက်မြို့တော်မေမြို့တုံးမဟုတ်ပြင်ဦးလွင်တစ်ချက်ဗီဒီယိုပိုင်းကြည့်တယ်တစ်ချက်ကြည့်ကြည့်ဗျာဟုတ်တယ်ဟုတ်တယ်တနက်ပါပါတယ်ကြာရပါပြီ။ရပါပြီ။ရပါပြီ။ ว่าด้วยอะไรจ๊ะ ဒီမှာလို့အဲဒီကတော့ကြည့်ရတယ်။ဒီကတော့ဘာလို့အဲဒီကိုပို့ပါလဲ။ပန်းကတည်းကဒင်းတော့အဲ့ဒါကြည့်ရအောင်။အေးပန်းကတည်းကကြည့်ကြည့်တယ်ကြည့်တယ်အတိတ်ကပစ္စည်းအဲ့ပါရှိတယ်အဲ့ဒီဘန်းကိုပြတော့ဒီမှာတင်ထားတယ်အဲ့ဒီတော့တောက်ပြီးတော့ပြလိုက်တာရှိတယ်ကဲလာကြည့်တာဒီသူကြည့်တာနော်ကြည့်တာဟိုတယောက်တည်သွားတယ်ကြည့်ရအောင်ပြန်ပြန်လို့ ောင်းမဟုတ်ဘူးဘောလူရပါကဲအဲ့ဒါအာနာရှင်စနစ်အောက်မှာရှိတဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့မြန်မာနိုင်ငံရဲ့တက်မတော်သားတွေအများဆုံးရှိတဲ့စိတ်ရေးတက်ကတူနားမှာရှိတဲ့မြို့အဲ့ဒီမြို့မှာဒီလိုအရာတွေဖြစ်ပျက်နေတယ်ဒီလိုအရာတွေဖြစ်ပျက်နေတာဘာလို့ကြောင့်လဲတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူ မကောင်းလို့ဖြစ်တာတိုင်းပြည်အုပ်ချုပ်မင်းလုတ်တဲ့သူမကောင်းတဲ့အရာကိုမှစစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးဆိုပြီးတော့ဝင်ပြိုင်တဲ့ဒီရွေးကောက်ပွဲမှာပြီးသုံးလုံးပါတီကပြီးခဲ့တဲ့ရက်ကလူတက်မှုနဲ့ဖန်ခံထားတဲ့တာအဖနှစ်ယောက်ကိုဘလို့ပုံစံမျိုးနဲ့ရွေးကောက်ပွဲဝင်ပြိုင်လို့ရတယ်ဆိုတော့တရင်ထဲမှာပါလာပြီအဲ့တရင်ကိုတစ်ချက်နှောင့်ကြည့် လူသတ်မှုနဲ့ဖက်စီခံထားရတဲ့ပြီးသလုံးပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောက်ဦးဆိုင်ရွှေထီကိုစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်းပြန်ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။နိုဝင်ဘာလ၈ရက်ကစစ်အုပ်စုနဲ့ပြည်တွင်းသတင်းမီဒီယာတွေအုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာသတင်းဌာနတစ်ခုကလူသတ်မှုနဲ့ဖက်စီခံထားရတဲ့ပြီးသလုံးပါတီကဦးဆိုင်ရွှေထီကို ကိုစလေလောင်းကနေပဖြတ်ချင်းရှိမရှိမင်းမြန်ရမှာ UEC ကပြန်လည်ဖြည့်ဆို့ခဲ့တာဖြစ်ပါတယ် UEC ကပြန်ဖြည့်လည်ခဲ့တယ်နော်ဒီနေရာမှာကျွန်တော်စကားလေးကြားထဲမှာကြက်ပြီးပြောခြင်းတယ် UEC ဆိုတာပြည်သူအစိုးရတွေတက်တဲ့2020ရွေးကောက်ပွဲမှာမဲတမာမှုမတမာမှုရှိပါတယ်ဆိုပြီးတော့ရှုပ်ရှက်ခတ်ပြီးတော့အာနာသိမ့်လိုက်တဲ့အချိန်ခါမျိုးမှာနှုတ်ပိတ်နေတဲ့အရာကျွန်တော်ခဏခဏပြောပြီးသားတတိယဒီဟာနေရာတိုင်းမှာပါနေတယ် တရားမြတ်မှုဆိုတဲ့တရားယုံမှာရှိတဲ့ချိန်ကွင်းဟာငငယ်တုန်းကကျွန်တော်အမေဈေးရောင်းတုန်းကတုံးခဲ့တဲ့ချိန်ကွင်းလောက်တော့မှန်ကန်မှုမရှိဘူးအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရပ်ပေါင်း90ကျော်သာလို့တော့ပြီးမြန်မာနိုင်ငံအတွင်းရှိတရားယုံတွေထုံးစံအရအမှုစစ်ဆေးချိန်တွေမှာနှစ်နဲ့ချီကြာမြင့်တဲ့အထွတ် ပြည်ထောင်ပါတီကလွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ရွှေတိမှာရွက်ောက်ပွဲဝင်ခွင့်ရမယ်လို့တရားလွှတ်တော်ရှင်နေတယောက်က DPP ကိုပြောပါတယ်။ဒါရကမြန်မာနိုင်ငံကအဥပဒေပြည်ထောင်ပါတီဥက္ကဋ္ဌကိုအကျွေးဘီလီယံ100ရှိပါတယ်ဆိုပြီးတော့အကျွေးမဆက်နိုင်လို့ရွက်ောက်ပွဲအမတ်လောင်းကနေပယ်ဖြတ်လိုက်တယ်။သူကြတော့ဘာကြောင့်ဝင်ပြိုင်လို့ရလဲ။ Okay ဥက္ကဋ္ဌကဥက္ကဋ္ဌမကောင်းဘူး။အောက်မှာရှိတဲ့အမတ်လောင်းတွေကကိုယ်တည်းလောင်းတွေကပြိုင်လို့ရတယ်ထားပါဦး။ ကျွန်တော်တို့တဆင့်စီမြန်မာနိုင်ငံအုပ်ဥပဒေကိုခွဲကြည့်ရအောင်ဒီလိုဇာရိတာမျိုးရှိတဲ့လူတန်းစားတွေကအစိုးရတရက်တီထောင်တဲ့အခါမှာလွတ်တော်ဒဲကိုသာရောက်လာရင်ဒီလိုလူတန်းစားတွေရဲ့စိတ်နေစိတ်ထားဟာဘယ်နေရာမှာတွားပြီးတိုင်းပြည်ကိုအကျိုးပြုမဲ့အရာရှိမှာလဲဟုတ်ပြီဒီနေရာမှာထပ်ပြောမယ်ဒါကအမှားဘက်ကအမှန်တရားပါဆိုပြီးလက်သုံးချောင်းထောင်တဲ့ကျွန်တော်တို့ဘက်မှာရှိနေတဲ့လူတန်းစားတွေမှာလည်း ဒီလိုပြဿနာမျိုးတွေဖြစ်နေတယ်ဆိုတာကိုခင်ဗျားတို့အားလုံးသိနေမယ်ဟိုးလေးတကြောကြောဖြစ်နေတဲ့ဘိုတန်မဏိနဲ့ပတ်အပ်ပတ်အပ်ဖကဇောထက်ကိစ္စမျိုးတွေဒီလိုကိစ္စမျိုးတွေကိုကြတော့ဘာကြောင့်မျက်ွယ်တွေပြုတ်ကြတယ်ဒီလိုမျိုးတင်ပုံးချေတင်ပုံးချေပြီးနိုင်ငံကောင်းစားအောင် မလုပ်တဲ့လူဒန်းစားတွေပြည်သူလူထုမျက်နာကို မကြည့်တဲ့လူဒန်းစားတွေများနေလေအာနာရှင်စနစ်ကိုတွန်းလှန်ရင်းနဲ့မြန်မာနိုင်ငံဟာ ဖုတ်ဖုတ်ညံ့ညံ့ကြေတဲ့ဘဝကိုရောက်နေပြီဘယ်မှာလဲခင်ဗျားတို့အမှန်တရားကိုလူကျင်ပါတယ်ဆိုတဲ့လူတွေအမှန်တရားကြတော့ဘာကြောင့်ထွက်ပြောဖို့ကြောက်နေကြတယ်ဘာကြောင့်ဥပဒေအရအေးအေးယူဖို့ကြောက်နေကြတယ်ဘာကြောင့်ဘာကြောင့်ဘာကြောင့်အဲ့ဒီရဲ့နောက်မှာ ရှိနေတာကဈေးမပေါ်တဲ့အသက်တွေနဲ့ပြည်သူလူထုရဲ့အိုးအိမ်စည်းစိမ်တွေရှိတယ်ဆိုတာခင်ဗျားတို့အားလုံးသိဖို့လိုတယ် နိုဝင်ဘာလ၄ရက်မနက်၂နာရီခွဲကတောင်ကြီးမြို့နယ်ရက်ကွက်တဲ့နေမြင့်နှစ်မှနေတဲ့ဦးဆိုင်ထွန်းစာဆိုသူအမျိုးသားတယောက်ကဦးဆိုင်ရွှေထီချန်တဲရှိချက်ကိုဝင်ခိုးခဲ့ရမှာတားဖားနှစ်ယောက်ကဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နေရမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။တားဖားချက်ဝင်ခိုးလို့တားဖားနှစ်ယောက်ကရိုက်နှက်လို့သေဆုံးသွားတယ်။အဲ့ဒီနေရာမှာအဲ့ဒီတားဖားနှစ်ယောက်ရဲ့စိတ်ကလေးကိုကျွန်တော်တွေးကြည့်အောင်ကျွန်တော်အဖေခဏခဏတင်ပေးခဲ့ဘူးတဲ့ခန္ဒီစသူတဲ့တရားငါဟာကိုယ်တည်းလောင်းတယောက်ဖြစ်နေတယ် ဒီလိုနေရာမျိုးမှာဘလို့အပြုတ်အမူအနေထိုင်မျိုးဆင်ကျင်ရမလဲအမတ်လောင်းကိုယ်စရယ်လောင်းအဆင့်ပဲရှိသေးတယ်လွတ်တော်တဲကိုမရောက်သေးဘူးအခွင့်အာဏာကိုအခုအချိန်တည်းကအပိုင်အပီးအပြင်အတုံးချနေပြီဒီလိုလူတန်းစားတွေလွတ်တော်တဲရောက်ပြီးနိုင်ငံအတွက်အစိုးရတရားထဲမှာပါလာပြီဆိုရင်တော့အဲ့ဒီသူကိုယ်စရယ်လောင်းဖြစ်ခဲ့တဲ့မြို့နယ်ဟာဖုတ်ဖုတ်ညက်ညက်ကြီးပြီးအာဏာပါဝါအတုံးပြုတ်ပြီးတော့လုံမဲ့အနေထားမျိုးတွေတပုံကြီးဖြစ်သွားပြီဒါဆိုရင်သူ့ သူအုပ်ချုပ်တဲ့မြို့နယ်မှာရှိတဲ့လူတွေရဲ့လုံခြုံမှုဟာဘယ်နေရာမှာတွားပြီးတော့လုံခြုံပါလဲစဉ်းစားကြည့်လက်ရှိအချိန်မှာတော့ပြစ်မှုကျူးလွန်သူဦးဆိုင်ရွှေထီးနဲ့စိုင်းကျော်စုံမိုးတို့ကိုအေးသရနယ်မြေရဲစခန်းကဖမ်းဆီးပြီးပအမတ်87မြင်းဆောင်2025ပုံမှန်300မြင်းဆောင်114နဲ့အမှုဖွင့်ရေးယူထားပါတယ်ရှင်။ဒါအဖြေတွေပဲ။ဒါကြောင့်မို့လို့ကျွန်တော်တို့က ဒီအတူအယောင်ရွေးကောက်ပွဲကိုကျွန်တော်တို့ကစန့်ကျင်နေတာဘာကြောင့်လဲအတူအယောင်ရွေးကောက်ပွဲဖြစ်သွားလို့အစိုးရတည်းရဖြစ်ပြီး legitimacy ရပြီးသွားပြီးဆိုတာနဲ့နိုင်ငံတကာအသိမှတ်ပြုပြီးဆိုတာနဲ့ထင်တိုင်းကျဲတော့မယ့်အနေအထားမျိုးအခုလည်းပြီးခဲ့တဲ့အခုမနေ့ကပဲဂျိုးပင်ကောက်မှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစီယုံကြီးလှုပ်ဆော်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ညီငယ်ညီမငယ် PDF တွေကသွားရောက်ပြီးတော့အင်တာဗျူးပေးထားတယ်လုတ် တင်လုတ်တိုက်တဲ့အရာပဲလုတ်ပါမလုတ်တင်မလုတ်တိုက်တဲ့အရာတွေလုတ်နေတာတွေရက်တန်းကရက်ဖို့ဆိုပြီးတော့တွားပြီးအတိပေးထားတဲ့အရာတွေလည်းကျွန်တော်တို့ကြားထားရပါတယ်27ဒေါ်လာကြီးပြီးတော့၄၅၆လအတွင်းမှာလမ်းဘေးမှာဖွင့်စီဝက်တွေတည်နေတဲ့ရဖေးဘိုးတော်မရှင်းခဲ့တဲ့စံပြုတ်ဘိုးတော်လတာမှာမရှင်းခဲ့တဲ့ခရိုနီတွေအုတ်ကြီးတွေကုတ်ကြားတွေဒီလိုဘဝမျိုးတွေနဲ့ခင်ဗျားတို့ကရှင်းတာမလားဒီလိုဘဝမျိုးတွေနဲ့ 96ပါသောယောဂာနဲ့မတည်ဘဲနဲ့ဥပိ္ပဇေဒရကံနဲ့တည်မဲ့လူဟာဒီကံနဲ့ပါလာတဲ့ဒီလူတိုက်ပဲဒီလူတိုက်ကိုရှင်းရတာတော့ကျွန်တော်တို့ကအောက်ကုသူဖြစ်မယ်လို့မထင်ဘူး။ဘာကြောင့်လဲ။ကျွန်တော်တို့ကစနစ်ဆိုးကိုပြောင်းနေတဲ့ခစ်ပြောင်းတော်လန်ရင်းမှာဒီလိုအာနာရှင်ဆန်တဲ့လူတွေကိုအစိုးရတရားထဲမှာပါလာပြီဆိုရင်ဘလူကြီးရဲ့ဂျံမျိုးဘလူအတွေးဂျံမျိုးလည်းကျွန်တော်တို့ကခန်းစားကြည့်လို့ရမှာလေ။ဒါပေမဲ့ဟောင်းနေမြဲဟောင်းတဲ့လူကတော့ဟောင်းနေတော့မယ်။ မအနေတဲ့ဘောကိုဗဇက်သေးကိုငုံပြီးပြောနေတဲ့အဆင့်ကလည်းပြောနေတော့မယ်မိမိနဲ့အဆက်တဲ့လူပုဂ္ဂိုလ်နဲ့အဆက်တဲ့အရာသင်္ကန်းဝစ်ပြီးအရိယာဖြစ်နေတဲ့ဘုံကြီးတယောက်ရဲ့တိတ်ခါပုံနဲ့ညီအောင်နေတဲ့ယဟန္တာရှိသလားမရှိသလားလူပုဂ္ဂိုလ်မှန်သလားမမှန်သလားဆိုတော့ဓမ္မကြည့်ကရုံးကရုံးပဲခေါ်တော့ခေါ်တော့မှကျွန်တော်ကဟုတ်ရှင်အမှုပညာပေါင်ပေါ်မီးပွားကြတဲ့အမှုပညာတွေကို ပောက်ကရုံးပောက်ကွဲတဲ့ပေါင်ပေါ်မီးပွားကြတဲ့အမှုပညာတဲဆိုတာနိုင်ငံရေးဟာငါတို့နဲ့မဆိုင်ပါဘူးငါတို့ကအမှုပညာတဲဆိုပြီးဖြစ်တဲ့လူအမှုပညာတီတဲဟာပတ်စံငွေကြေးရပြီးပြည်သူလူထုကိုအမှုပညာနဲ့ဖျော်ဖြေပြီးတော့ရရှိတဲ့ငွေကြေးပေါ်မှာငါတို့ကအစင်သင့်နေနေရတယ်လှုပ်ချမ်းမလို့ရပဲနဲ့ဒီအရာပေါ်မှာအမှန်တရားကိုတိဓမ္မအာရမခွဲခြားနိုင်တဲ့စနစ်စိုးတစ်ခုကိုပြင်ကျင်တဲ့အမှုပညာတဲတီကတော့ ခင်ဗျားတို့ကျတော့အားလုံးတည်ပြီးသားပဲဒီပေါင်ပေါ်မှာအခုမှပေါင်ပေါ်ကိုမိဘွားကြတဲ့အမှုပညာတဲ့တွေကိုပေါက်ကတော့ပေါက်ခွဲနေတယ်ဘာလို့လဲဆိုတော့ပါဆူရိတ်တဲ့ဟန်ဆောင်လို့တဲ့နားထောင်ကြည့်ဒါရေကောက်ခွဲနဲ့ဗတ်တက်ပြီးမှအမှုပညာဓမ္မအချိုးတွေဒီကောင်ဒီကောင်စကားပြောရင်ဘာဖြစ်လို့မျက်နှာကိုကင်မရာကိုကြည့်ကြည့်ပြီးတော့တတိရှိရှိနဲ့မပြောရဲလည်းမသိနော်ပါဝင်လာကြတယ်ဒီအားပေးလို့ပဲပါပါဘယ်လိုလဲပါပါဒါနဲ့သူတို့တွေဘေးဆက်ရတာ ပြည်သူတွေအနေနဲ့ပြောရင်တော့မတန်နေဘူးပေါ့ဗျာသူတို့တွေကအနုပညာတော်မှာအနုပညာရှင်တွေအများစုတီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေပြူတွေပေါ်တော့ပြည်သူတွေကိုအတုံးချခဲ့တာတွေပြူတွေပေါ်ကိုရုပ်မာခဲ့တာတွေအများကြီးဗျာအများကြီးနော်အများခင်ဗျားတို့ပြည်သူတွေဗျာဒီကတုံးရဲ့တင်ငန်းဝတ်ထားတဲ့အရာကိုမျက်စိတီအာယုံတွေကနေဖျောက်ပြီးတော့သူ့ရဲ့အမှုအရာအပြောအဆိုမိမိနဲ့အဆက်တဲ့အရာမှမသိမအဆက်တဲ့အရာမှမသိပြောနေတဲ့ကတုံးကိုခင်ဗျားတို့လူပြည်မှာ ဒီချိန်ကြီးမြန်မာနိုင်ငံတွေမှာထားနေကြအောင်ကျွန်တော်အံအောလို့မစုံဘူး။အားကြီးပဲ။အဲ့တော့သူတို့တွေကဒါအခုဒါယူကောက်ပွဲနဲ့ပတ်သက်ပြီးမဲစည်းဥနာတွေယူကောက်ပွဲနဲ့ပတ်သက်ပြီးဟောလောက်ထားတယ်မဖြစ်ဆက်လောက်ကလေးပဲရှိရဒီထက်မှကသူတို့တွေကပေးဆက်ရမှာ။ဒီထက်မှကပြူတွေပေါ်သူတို့တွေကပြူတို့ကျွေးတဲ့ဟာပဲစားတာပဲ။ပြူတို့ပေးတဲ့ရဒါဒီထက်မှကသူတို့ရဲ့အလုပ်ကြီးပြူအောင်မှာကြ။နော်ဘာကြောင့်လဲအနုပညာအများစုတွေကဒီ2021 ဖြစ်တဲ့အချိန်ကာလကြီးမှာတော်တော်ကြီးပြူတွေကိုလမ်းပေါ်မထွက်ထွက်အောင်လုပ်ခဲ့တာတွေဒါဒုရုတွေအတိတ်ကြားတယ်နော်စီရံမလုပ်ခဲ့မလုပ်ချင်တဲ့သူကို လုပ်ချင်အောင်နေမလုံးနေပြေးခဲ့တာတွေဒီကြားထဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအဆိုးဆုံးပဲအဆိုးဆုံးပဲအဆိုးဆုံးပဲကျိုဟိုပဲချူချစ်တူဟိုပဲပြောပါရင်နော်ဆိုနုပညာအဆိုးဆုံးနေအများကြီးပဲမဘာတာဆွမ်မလောင်းမဆိုတဲ့ဒါရိုက်တာဝိုင်းတို့အဆိုးဆုံးပဲ အမှခင်ဗျားတို့ဟိုဘက်ပြေးကလိုက်ဒီဘက်ပြေးကလိုက်နဲ့ခင်လိုက်တော့ဆိုရဲကောင်းနဲ့အစိုးဆုံးနေအဲပေါင်ပေါင်ပြီးပွားကြတဲ့ကောင်းလေအခုပေါင်ပေါင်ပြီးပွားကြပြီပေါင်ပေါင်ပြီးပွားကြတဲ့ကောင်းလေသူကပောက်ွဲတာအဲအစိုးဆုံးနေအများကြီးပဲဒီကောင်းနဲ့ဟုတ်လားလူလဲခင်လိုက်ရလဲလူလဲတော်တော်များပါတယ်လူပညာဓမ္မတွေဟုတ်လားအဲမှမြောက်ဖွေးဖွေးလားဗာဖွေးဖွေးလဲတကိုယ်လုံးတော်ပါနော်တကိုယ်လုံးတတူးအပြည့်နဲ့ဖွေးဖွေးလားအဲသူဆောက်လို့လားဖွေးဖွေးတကိုယ်လုံးတတူးအပြည့်ထိုးတာသူဆောက်လို့လားဟမ် သူ့အဆင့်ကသူဘာလုပ်ရမှာလဲအဲ့အဆင့်ကြီးရဲ့ပါကြော်သွားပြီအဲ့ကြောင့်မို့ကျွန်တော်ဘက်မှာရှိတဲ့လူတွေကငါနဲ့အိမ်ကင်ထုတ်တာအဲ့ဒါမမှားဘူးဗျဟုတ်လားဝလုံးတူအပြေးနဲ့အများကြီးပဲတူတူတွေတော်တော်များပါများပါတယ်ပြောမပြောတော်တော်ကြီးဆိုတော်တော်ကြီးကိုတူတူပြည်သူပေါ်မှာရက်ဆက်ခဲ့တာတွေပြည်သူပေါ်မှာလုံးနေပေးခဲ့တာတွေတကယ်ကိုမြင်မကောင်းယူကောင်းနဲတာမဟုတ်ဘူးတူတူတွေဟုတ်လားတကယ်ဆိုဆရာမကျွန်မတို့ဒီဘလို့ ဘလိုရီလက်ကပြောရမယ်စီစီအကြောင်းဆရာမရဲ့တခုနိုင်ငံတော်မခုပေးထားတဲ့စစ်ကောင်းစစ်ဆိုရက်ကရနာရနာထိပညာပေါ့ဗျပေးရလက်ကတဲ့ကျမတို့နှစ်ဆလုတ်ပြပါမယ်ကျမတို့ဗတ္တရားနိုင်ငံနေရောဗာနိုင်ငံနေရောဟိုဝါနိုင်ငံနေရောမလုံးနေပေးခဲ့တာဒီကိုအများကြီးပဲအဲ့ဒီမှာလဲအဟုတ်ကြီးမဲ့ကိုလောက်တောင်ပညာမရှိတဲ့အတွက်ကိုလောက်တောင်ပညာမတတ်တဲ့လူကပေးခဲ့တာဟာတွေကိုအဟုတ်ကြီးယုံပြီးမှဟုတ်လားဘောကအဲ့မှာကျောင်းဆရာဒီကောင်သူကဘယ်တော့ပညာတတ်လဲ ဘာပညာတွေတက်ခဲ့လို့အမှားအမှန်ကိုမခွဲခြားနိုင်ပဲရှိနေကြတယ်မြန်မာနိုင်ငံအတွင်းမှာသင်္ကန်းကိုခြုံတာနဲ့ယုံကြည်မှုအပြည့်ရှိတဲ့သင်္ကန်းကိုခြုံလိုက်တာနဲ့လှုပ်ရှားလို့ရတယ်ဆိုတဲ့အတွေးမျိုးနဲ့အနေအဆားချောင်အောင်သင်္ကန်းဝစ်ပြီးတော့ပောက်ကရလုံနေတဲ့ငရဲလက်မှတ်ကြိုရနေတဲ့ကတော့ဆရာမတွေဆရာဝင်မတွေဒူနာပြုတွေအများကြီးချိုးလာငါတော်တော်များများဝင်နေတယ် ဘွားပြက်ခဲ့တာတွေအများကြီးပဲဘွားပြက်ခဲ့တာတွေအများကြီးပဲเนาะဘွားပြက်ခဲ့လို့အเจ้าဆရာဆရာမကြီးဆိုလို့ရှိရင်ထိုနေ့သူစားပဲထိုင်းနိုင်ငံမှာဒီနေ့350 400အလောက်လောက်ရတယ်ဗျံစင်းအလောက်လောက်ရတယ်ရထဲအဲ့ဒါဘာလီကလော်ဘီဆိုတာအဲ့ဒါကိုပြောတာလော်ဘီဆိုတာဒါကိုပြောတာဟုတ်ဟုတ်မဟုတ်ဟုတ်ပောက်ကရ40ဝါဒဖြန့်ဖို့တီးတန့်လိုက်ပြီးတော့အောက်လုံးသုံးပြီးပြောနေတာဒါအဖြေပဲဟုတ်လား အစားအတော့ဖွေရတယ်ဒီ354ရဟုတ်လား900ရသူတို့ခက်ရှားရှား900မရအောင်နော်900မရအဲ့ဒီ304မှာဘယ်လောက်လဲ3000 2000ကျော်3000ပေါ့3000ကျော်ပေါ့3000ကျော်4000လောက်တော့ရမှာပေါ့ထိုင်းနိုင်ငံမှာဟုတ်လားအိမ်ငါးလားကနဲ့စားမတော့မားနဲ့တခါတရားမဝင်လို့ပြေးရလောရတာနဲ့ဖန်ခံရတာနဲ့ဟုတ်လားအဲ့လိုဘဝပြတ်သွားရင်အများကြီးပဲအဓိကတည်းရခက်အဲ့လိုဘဝပြတ်သွားတဲ့လူတွေကောမြန်မာနိုင်ငံတွင်းကိုပြန်လာပြီးတော့ အာနာရှင်စနစ်မချုပ်ငြိမ်းသေး၍မြန်မာနိုင်ငံတွင်းကိုပြန်လာမယ်ကိုထင်သလားတော်မိကြည့်လိုက်ဘောမနေတဲ့လူတွေနဲ့ငါတို့ကိုငါတို့ငါတို့မြန်မာနိုင်ငံကိုပြန်ရင်လုံခြုံတယ်ဆိုပြီးထင်နေတဲ့လူတွေအဲ့ဒီလူတွေကိုကျွန်တော်တချမ်းမေးခြင်းတယ်ခင်ဗျားတို့တကယ်ကိုလုံခြုံမယ်ထင်လားခင်ဗျားတို့ပေါင်ပေါ်မိဘကြတဲ့ခါကျရင်တိတာလိမ့်မယ်ခင်ဗျားတို့အဲ့လိုပြန်မယ်ဆိုပြန်ပြီးတော့အာနာရှင်စနစ်ကိုတွားထောက်ခံမယ်ဆိုတဲ့လူတန်းသားတွေလေသူများမျက်နှာကိုကြည့်ပြီးတော့နေနေရတဲ့ဘဝကိုပျော်နေကြလား ။ဘာလို့လဲ။အနုပညာဓမ္မအချို့တွေအနုပညာဓမ္မအချို့အများစုတွေပေးခဲ့တဲ့ဒုက္ခဒါနေကိုခံရတာခံရတာအခုကြမှာဟုတ်လား။မှန်ကြတယ်ဗျာ။ဒီကောက်ွက်နဲ့ပတ်သက်ပြီးမလုံနိုင်ဘူးညာတုတ်တာအဲ့ဒီခမရဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာမှာဆိုဟုတ်ပြီဆိုပြီးကိုခမရလူတွေဘာလို့လဲခံဝင်နဲ့ထိုးထားတာခံဝင်နဲ့ထိုးထားတာအဲ့ဒီတို့ဖြစ်ရလောက်အောင်လဲအဲ့ဒီတချို့တချို့သောအမှုပညာဒေတီကအဲ့ဒီလိုမျိုးတွေဖြစ်အောင်လုပ်နေကြတယ်။ဘာကြောင့်သူတို့ဒီလိုမျိုးတွေလုပ်တယ်လဲ။ အဖြစ်အရှင်းပါလေမိမိတကူရီကောင်းစားဖို့မိမိအခွင့်အရေးရဖို့မိမိအစဉ်ပြေဖို့အတွက်ပဲဖြစ်နေတဲ့လူပညာတဲ့လူတန်းစားတွေအခုပေါင်ပေါ်ကိုမိဘွားကြပြီ ပေါင်ပေါ်ကိုမိဘွားကြတာမှနောက်ကနေတနက်နဲ့ထောက်ပြီးတော့ဒီဂျိုက်ကူးရေးမလို့ရင်အစဉ်မပြေဘူးဒီသချင်းစုံမစုံမပြဘူးဆိုရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပြောတယ်အော်အဲ့ဒီပေါင်ပေါ်မိဘွားကြတဲ့အပေါ်မှာသူတို့ကထပ်ပြီးတော့ဒီဂရုံးလို့ လူဒန်းစားတွေကထပ်ပြီးတော့မီးမြိုက်ပြီးတယ်ကြော်မျိုးမင်းတို့လိုကောင်မျိုးတွေကမီးမြိုက်ပြီးတယ်เนาะမျက်နာတော်မှခတ်တီတီနဲ့စိတ်မပါဘူးလို့ဘာဘူးလို့လုံးချုံမထင်လားခင်ဗျားတို့ပေါ့လေအာနာရှင်ဆိုတဲ့လူစုကသူတို့စနစ်စိုးတီမြဲဖို့အနောက်ရှက်ပေးမဲ့လူမြုံမုံတမုံမြမထောက်အကုန်ရှင်းတာအာနာရှင်စနစ်ကိုကျင့်သုံးခဲ့တဲ့ဦးတန်းရွှေရဲ့တမတ်ဒေါက်တာနေစိုးမောင်အခုပဲထဲမှာလေထောင်သုံးနဲ့ချပြီးတဲ့ပြင်တော့နောက်ထပ်နောက်တစ်မှုတက်ပြီးတော့ထပ်ပြီးတော့အမှုထပ်ဆွဲတာလေ အဲ့ဒါပါလေအာနာရှင်ဆိုတာလူမဟုတ်တော့ဘူးတလိဆန်တာတာပဲရှိတော့တဲ့အဆင်တလိဆန်တာတာပဲရှိတဲ့လူကအုတ်ချုပ်မင်းလုတ်ပြီးမိမိအပေါ်မိမိရဲ့လူအခွင့်အရေးကိုပါချုံးနေနေတော့ခင်ဗျားတို့ကဘလို့စိတ်မျိုးနဲ့ခံနေကြတယ်လဲဆိုတာကျွန်တော်လဲစဉ်းစားလို့မရဘူးကြီးကြီးကြွေးခဲ့ပြီးမှသေလန်းကိုပို့ခဲ့ကြတယ် ဒါလေးကိုခင်ဗျားတို့မမေ့ပါနဲ့အခုခင်ဗျားတို့မဲမဲနဲ့ပတ်သက်ပြီးမှခင်ဗျားတို့ဒီပြူတွေမဲထဲဦးမဲပေးဦးပါအတွက်ကိုဒါလုတ်ဆောင်နေရတာဆိုတာဒါခင်ဗျားတို့အရန်ကြီးလို့တွေပါဒါမဖြစ်ဆက်လောက်ကလေးလို့ပဲပေါ့ကူတော့ကမတ်ချက်ပြုခြင်းပါနော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်ခင်ဗျားတို့ဒီထက်မကပိစံမှာခင်ဗျားတို့ဒီထက်မက ပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှအကျိုးဆက်အမှာဘာလို့တော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်ဒါပေါ့ကူတော့ရဲ့ခံယူချက်ပဲပေါ့ကူတော့ရဲ့ခံယူချက်ပေါ့ကူတော့ရဲ့ပြောတဲ့ဟာမှားတယ်ဆိုလို့ကြီးခင်ဗျားတို့ထောက်ပြ ပြည်သူတွေကိုချင်းမထဲခဲ့ပါဘူးပြည်သူတွေကိုလမ်းမှာဆွဲမတင်ခဲ့ပါဘူးအညာသူအညာသားတွေကို သေလက်မပို့ခဲ့ပါဘူးလို့ခင်ဗျားတို့ထောက်ပြနော်ကြောင်းမတက်နဲ့ဆိုတာမပြောခဲ့ပါဘူးရုံးမတက်နဲ့လို့မပြောခဲ့ပါဘူးကျမတို့ဒီစီရီယမ်မီကျမတို့ဒီစီရီယမ်နေကိုဘလို့လုတ်ပေးမယ်ညာမပြောခဲ့ပါဘူးဆိုတဲ့စကားဟိုခင်ဗျားတို့ကိုကိုကိုတာဝန်ယူရဲတယ်ဆိုလို့ရှိရင်ပောက်ကိုတော်စီကိုမမန်းနဲ့ပြဘာဖြစ်လို့ခင်ဗျားဆက်တွေ့ကြည်လားနော်ဆက်တွေ့ အများစုကျွန်တော်တို့အမှုပညာဓမ္မအဲသူပြည်ဦးတွေမှာနေတယ်လို့သတင်းရထားတယ်နော်အများစုတွေကအမှုပညာဓမ္မအမှုပညာနဲ့ပဲပြည်သူကိုအလုပ်လုပ်ကြည့်ပြူလေဗျာအခုဟုတ်ပြီခင်ဗျားတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒါနိုင်ငံရေးလို့ပြောလို့မရဘူးပြည်သူတွေမဲထဲကိုပြောတယ်ဒါဘဲပါတီကိုအကြောက်ပါတီတစ်ခုကိုခင်ဗျားတို့တောင်းပြပြီးမှခင်ဗျားတို့ခိုင်းနေရလဲမဟုတ်ဘူးပါတီအားလုံးတို့ကို NLD ဆိုရလက်ထက်မှာတော့ခင်ဗျားတို့ပဲခြံကြီးထဲမှာဟုတ်လားခြံကြီးထဲမှာဝင်ခြံကြီးထဲမှာသွား ်ဟီဟာဟာနဲ့ပါတီတခုရောက်တော့ခင်ဗျားတို့မဲစီယုံမဲ့ပါတီတခုရောက်တော့ခင်ဗျားတို့ဟုတ်လားအမျိုးမျိုးပြည်သူတွေကိုနဲ့စစ်တပ်မတော်နဲ့ပြည်သူပြည်သူနဲ့တပ်မတော်ခင်ဗျားတို့အမျိုးမျိုးတွေးခေါ်ခဲ့တယ်အမျိုးမျိုးတွေးခေါ်ခဲ့တာအများကြီးပဲခင်ဗျားတို့ဟုတ်လားအများကြီးပဲအဲ့တော့ခင်ဗျားတို့မမေ့နဲ့နော်အဲ့တော့မမေ့နဲ့ခင်ဗျားတို့အခုဟုတ်လားလုံနေရတာတွေတကယ်ကိုမဖြစ်စလောက်ကလေးရှိသေးရလို့နော်ခင်ဗျားတို့ပြည်သူပေါ်အခုလိုလေးပြည်သူတွေကိုစိတ်ဝင်စားအောင်ပြည်သူတွေကိုဒီယူကောက်ဘက်နဲ့ပတ်သက်ပြီးပြောနေရတာတွေက ဘာမှကိုမဖြစ်စလောက်ကလေးတွေပါလို့ပေါ့ကတော့မတ်ချက်ပြုခြင်းနဲ့အားလုံးတာပါပဲဗျာဘာမှမဖြစ်စလောက်ကလေးတွေလုတ်ပြီးတော့အာနာရှင်ကိုလည်းကြည့်ရအာနာရှင်ဘောပါဇက်ထဲရောက်နောက်စီးကထွက်နေတဲ့ဒီလိုကရုံအောက်တန်းကြတဲ့လူဒန်းစားတွေကိုလည်းခမည်းတော်ရှောင်နေရတတိမမှန်ပြန်ကြားရေးကိုနှိမ့်ဆိုင်တင်ဆက်ပေးနေတဲ့ကျော်စိုးဦးတို့ကြောင်မျိုးမင်းတို့ပောက်ကြီးကပြောနေကြတယ်ခံရခမည်းတော်ဘာလုပ်မှလဲဒီလို ဒီအခွင့်အရေးကိုအာနာရှင်ကပိတ်ပလိုက်ပြီဒီလိုပိတ်လိုက်တဲ့အခွင့်အရေးကိုပြန်ရအောင်လုပ်တဲ့နီးကအာနာရှင်စနစ်ကြောင်လုပ်တဲ့နီးပဲအဲ့ဒါကဘာလို့ ਆ လဲကြောချင်းကယင်ချင်းမျက်နှာချင်းဆိုင် face to face လုပ်ပြီးဓာတ်နဲ့ထိုးကိစ္စဖြတ်မှရမယ်ဟန်လို့ဒီနေရာမှာပြောရင်မင်းကဗမာပြည်ကိုပြန်လာပါလားဘာလားတို့လျှောက်ပြောနေတဲ့ဟောင်နေတဲ့ကောင်းနေတဲ့တိုက်ရှိတယ်ကဲဝင်းဟောင်လို့ရပြီမင်းတို့ခုတိုင်းပြန်ပြီးတော့အမှန်အမှားဆိုတာခွဲခြားတက်ပြီးတော့ပခုံးနှစ်ပါးကြာခေါင်းပေါက်တဲ့လူဆိုရင် လူကျင့်လူကျန်ကြံ့နေတလိဆန်ကျင့်တလိဆန်ကြံ့လို့မရဘူးတလိဆန်ကျင့်တလိဆန်ကြံ့နေတဲ့တလိဆန်အုပ်ဆိုးနေတဲ့အဆိုးရောက်တော့မတို့ကအားလုံးတိုက်ဖြတ်နေရမှာပဲโอเคနော်အားလုံးကောင်းမွန်နေပါဗျာ